အားလုံးပဲမင်္ဂလာပါရှင်။ရခိုင်မှာစားရတဲ့ငပြောပေါင်းလေးကိုစားချင်တော့မို့လို့အခုပိတ်ရက်လေးမှာငပြောပေါင်းလေးလှူစားပြစ်လို့ပြန်လဲဝေငှတာဖြစ်ပါတယ်။ပေါင်းဝင်ပစ္စည်းတွေအနေနဲ့ကတော့ငပြောဒီအုံးမှုတကြားနှမ်းနဲ့စားအနေနဲ့ပူအပ်ပါလေရှင်။ငပြောဒီအဖန်ပျောက်သွားစေဖို့အတွက်ရေနွေးပေါက်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 ဆူတဲ့အခါမှာတော့ငပြောဒီတွေကိုပြုတ်ထားပြရပါမယ်ရှင်။ပြုတ်ခဲ့တဲ့ဟိုတော့စားအနေနဲ့ထည့်ပြီး အပြောသီးတွေကိုရေးစစ်ထားပြရမှာဖြစ်ပါတယ်ရှင်။တကြာအုံးလို့နဲ့စားရီကိုတော့စူအောင်တည်ပြရမှာဖြစ်ပါတယ်။အုံးလို့နဲ့ငပြောသီးရောပြီးတော့ငပြောသီးဤသွားတဲ့အထိထမှန်တည်ပြရမှာဖြစ်ပါတယ်ရှင်။ဂျီကိုတော့မိမိစိတ်ကြိုက်ထည့်လို့ရပါတယ်ရှင်။နံမူမူလေးရကျင်တာမို့လို့နံလေးကိုလှော်ပြီးမှငပြောပေါင်းလေးကိုထည့်ပေးလိုက်ပါတယ်ရှင်။ အနဲ့အရတာနဲ့ပြည့်စုံတဲ့မပြောပေါင်းလေးရပါပြီရှင်စားကြပါဦးရှင်ဘလို့ပဲအနဲ့အရတာနဲ့ပြည့်စုံပါစေရခိုင်မှာစားခဲ့ရတဲ့မပြောပေါင်းလေးကိုတော့ကျမအနေနဲ့မိမေမထင်ပါဘူးရှင် အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်